တွဲတယ်ဆိုတာခွဲချင်းရဲ့အကြောင်းပဲဘသူတွေဘလောက်ပဲအတွဲကောင်းနေကြပါစေအမြဲပြောင်းနေတဲ့လောကကြီးမှာအချိန်တန်တော့လဲမြဲတဲ့သူတွေနဲ့ခွဲကြရတာပဲမဟုတ်လားအရှင်ခွဲနဲ့အသေးခွဲပဲ꽈ပါတယ်ဆိုတော့ကတွဲမရလို့ခွဲကြတဲ့အခါအခွဲကောင်းဖို့ပဲကြိုးစားရမယ်အမုန်းနဲ့မခွဲပဲအပြုံးနဲ့ခွဲနိုင်အောင်အချစ်နဲ့မခွဲပဲအနစ်နဲ့ခွဲနိုင်အောင်မတရားနဲ့မခွဲပဲတရားနဲ့ခွဲနိုင်အောင် အကုသိုလ်နဲ့မခွဲပဲကုသိုလ်နဲ့ခွဲနိုင်အောင်လေ့ကျင့်ရမယ်။အချိန်တန်ရင်ခွဲရမယ်ဆိုတဲ့အသည့်ကိုစင်ကျင်ပြီးတွဲနေတဲ့အချိန်မှာအလွဲတွေမများဖို့အတွဲလွန်ပြီးအစွဲလွန်ယောဂါမဖြစ်ဖို့အတွဲများတဲ့အလွဲအမားကြောင့်ငရေသွားတဲ့အထိမရောက်ဖို့တတိပြုကြရမယ်။အကောင်းဆုံးကတော့အတွဲနဲ့အခွဲကိုတတိပြုပြီးမမြဲကြလို့ခွဲကြတဲ့အခါ အလွဲတွေနဲ့မခွဲကြပဲအချင်းတန်လို့ခွဲကြရတဲ့လူသဘောထား